အားလုံးပဲမြင်လာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါခင်ဗျာဒီဒီနေ့တနင်္ဂနွေနေ့မှာရှင်းမယ်လို့လာကြမှာအင်္ဂလန်ပလီမြားလီပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပြသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီဒီနေ့ကပေါ့နော်26နှစ်ဆက်လာပိုင်း2025ရဲ့နှစ်တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်အင်္ဂလန်ပလီမြားလီပေါ့နော်လက်ချက်ပွဲစဉ်ဒါ၅ပွဲရှိရဲ၅ပွဲသုံးကိုကျွန်တော်ရွေးချယ်ပြသွားမှာလည်းဖြစ်ပါတယ်အဲကျွန်တော်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါကျွန်တော်တို့ဘူမောင်းနဲ့နော့တီယံဖော်လေးပွဲစဉ်သွားမယ်တူတူနဲ့လိုရင်းလောက်ပဲကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ် ကြိုက်ရှင်တို့မဲ့ဆိုရင်လိုက်ပြီးတော့စော်ကစားကြပါမကြိုက်တဲ့ညီကိုတွေကတော့ကိုကြိုက်တဲ့ဘက်ကနေရွေးချယ်ပြီးစော်ကစားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်နဲ့ဒီညီကိုနဲ့ထက်ထက်ကြမယ်ဆိုရင်တော့ကောင်းပါတယ်ဆိုတော့အဆင်ပြေမယ်လို့လည်းထင်ပါတယ်ခင်ဗျာနော်အဲ့တော့ပမာဆုံးအနေနဲ့ဘုံမောင်းနဲ့ဒီ Notion Folio ပွဲစဉ်မှာအင်ဝင်ဖြစ်တဲ့ဘုံမောင်းကနေပြီးတော့ Notion Folio ကိုပေါ့နော်ဒါရှင်းသူဆိုရင်အရှုံးစေးကနဦးစေးကနေပြီးတော့အခုလက်ရှိပြောင်းလဲသွားတဲ့ဒီ T စေးပေါ့နော် Body စေးမှာဆိုရှင်းသူအရှုံးစေးအာဘူပေါင်းကြီးကနှလုံးသွင်းသွားရင်ပြောင်းဆုံးအရှုံးသေးရနေပြီးတော့ဒါနောက်ထပ်နှလုံးရှုံးသေးတွေထပ်ပေါက်ပြီးဒါတွေ့ရတယ်ဗျ။ အဲ့ကြတော့ဘုံမောက်ကအင်္ဂလန်ပြည်ရဲ့အစဉ်စားရတဲ့မူငားမှာဖြစ်နေပြီးတော့ Nottingham Forest က18ပြနောက်ဆုံးကစားရတဲ့ပွဲစဉ်မှာ Nottingham Forest နီးပြပြောင်းလို့လုပ်ပြီးတော့အနိုင်ရရှိလာတဲ့ဥရောပပွဲစဉ်မှာဘုံမောက်ကတော့အင်ဝင်းတာတယ်ကောင်းတယ်လို့ပြောရတဲ့အစဉ်စားတနေရအပြောင်းလုပ်ပြီးတော့ဒီရုံးကန်လာဖို့တော့ရှိနေမယ်ဘော်ဘီကျင်းမှာဆိုရှေ့တူဆိုရင်အရှုံးသေးပေးထားပြီးဘောင်းစင်းနှလုံးအရှုံးသေးတွေကြာဖောက်ပေးထားတဲ့ဒီဒီဈေးတိုင်းဆိုရင်ကျွန်တော်ရဲ့ကိုခံမရလောက်အောင်အင်ဝင်းဖြစ်တဲ့ဘုံမောက်ကတာကတ်နိုင်ပြီးတော့1စီဒါ1တက်ဒါလောက်နဲ့ပြီးဆုံးသွားလိမ့်မယ်လို့ခံမရလောက်မိပါတယ်စက်ကြောင်ရွေးချယ်ပေးရမှာဆိုရင်တော့အင်ဝင်းဖြစ်တဲ့တာ ပုံမောက် body လေးကိုပေါ့နော်တင့်တော်စင်းနဲ့လိုက်ပြီးတော့ဆော့ကစားစစ်ချင်းနေပါတယ်ခင်ဗျာနောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ့နော်ဒါအာဆင်နယ်နဲ့ဒီခစ္စာဖက်လစ်ပွဲစဉ်သွားမယ်အာဆင်နယ်ကတော့အင်္ဂလန်ပရီးမီယာလိအစဉ်စားတဲ့1မနေ့ရောက်တဲ့အသင်းကြီးတွေပေါ့နော်ရှေ့လျှော်ပြီးတော့ဒါရှုံးနေခဲ့တယ်ဆိုတော့ဒီနေ့သူ့အနေနဲ့အနိုင်ရရှိမှလည်းဖြစ်တယ်ဗျာခတာကမန်ချက်စတာယူနိုက်တက်ကအနိုင်ရရှိထားတယ်ဆိုတော့ဒါတပွဲပဲကွာရှားတော့လို့ဆိုတော့သူ့အနေနဲ့နိုင်ပွဲရောက်ကိုရုန်းကန်လာမှလည်းဖြစ်တယ်အဲ့တော့အိမ်ပွဲဖြစ်တဲ့အာဆင်နယ်မှာတိုက်စစ်ပိုင်းတွေကတော့ဒါတိတ်ပြီးတော့အားမရဘူးဆိုပြီးဥရောပပွဲစဉ်မှာတော့ဂိုးတွေအများကြီးမြန်မြန်ဆန်တွင်တာတွေ့ရတယ်။အဲ့ ခစ္စတာဖဲလေးဦးတော်ပွဲစဉ်လည်းကောင်းတယ်နောက်တစ်ခုကတော့အင်ဂွင်းတာပလီမီးယားလိပွဲစဉ်တွေမှာဆိုအသင်းကြီးတို့ဒုက္ခပဲပြောရုံးကန်အားရရှိတယ်ဆိုတော့အာဆင်နယ်ကဒီနေ့ဖောက်ပေးတဲ့ပုံစံမှာဆိုတလုံးသွင်းသွားရင်ပြဆုံးရှုံးသေးကြောထားတယ်။ကိုပေါင်းသေးကတော့သုံးလုံးသွင်းသွားမှဆိုပြဆုံးအစားသေးဖောက်ပေးတာတွေ့ရတယ်ဗျ။အဲကြောကျွန်တော်ခစ္စတာဖဲလင်းနဲ့ဒီအာဆင်နယ်ရဲ့ထိတိုက်တွစ်ဆုံမှုပြန်ပြီးကြည့်ရမှာဆိုရင်တော့အာဆင်နယ်ကတာခဲ့ရဆိုပေမဲ့ဒီနေ့အင်္ဂလန်ပရီးမီးယားလိတည်းပေါ့နော်ဒါပထမအကြော့ဒီပွဲစဉ်မှာဆိုရင်အာဆင်နယ်လိုရုံးကန်ပြီးတော့နိုင်ဝဲ၃ဝဲရောက်သွားရင်တော့မကိုကတော့အပြတ်တက်ကြီးနဲ့ကွာသွားမယ်လို့ကျွန်တော်ကတော့မမြင်မိဘူးဗျ။ ိုခမန်ရကအာဆင်နယ်နိုင်သွားရင်လည်းဒါခုနကကျွန်တော်ဘုံမပွဲစမ်းအာ2စီအဲ2 1ဒီလိုမျိုးကတ်နိုင်သွားတော့ဘို့တော့အလားအလာပဲရှိရှိလိမ့်မယ်ဆက်ကြကိုဆက်လက်ရွေးချယ်ပေးရမယ်ဆိုရင်လည်းရုံးကန်အားရှိတဲ့ဒီအာဆင်နယ်ဘော်ဒီပဲကျွန်တော်ကြိုက်နေတတ်ပါတယ်ဘော်ဒီလေးပဲကျွန်တော်ရွေးချယ်ပေးချင်တယ်မနော်ဒီဘော်ဒီလေးလေးကိုပဲတင်တော်စင်းနဲ့လိုက်ပြီးဆော့ကစားသိချင်ပါတယ်ခင်ဗျနောက်တစ်ဘက်ဖြစ်တဲ့ဒီ Aston Villa နဲ့ Man City ဘက်ဆိုရင်ကျွန်တော်ဆက်လက်ရွေးချယ်ပေးတော့မှာဖြစ်တယ် ဘဝကွင်းဖြစ်တဲ့မန်စီးတီးကအက်စတွန်ဗီလာကိုကြွထားတဲ့ပေါ်စီဆိုရင်တလုံးသွင်းသွားရင်ပြောင်းဆုံးစားသေးဖောက်ပေးထားတယ်။ကိုပေါင်းစီသုံးလုံးသွင်းသွားရင်ပြောင်းဆုံးစားသေးပေးထားတယ်ကနအူဇေးပေါ့နော်။ဆိုတော့နောက်ထပ်ပြောင်းလဲသွားဖို့လို့ရှိရင်ရှိနေမယ်။အငွေမြင့်တဲ့ Aston Villa ကလည်းရှုံးဝဲမရှိဘူးဆိုပေမဲ့ဥရောပပွဲစဉ်တွေမှာလည်းရုန်းကန်ပြီးတော့ရှုံးနေထားတယ်။ဒါပေမဲ့ Man City ကဥရောပပွဲစဉ်တွေနိုင်ထားတယ်။ Aston Villa ရှုံးထားတယ်။ Premier League ပွဲစဉ်မှာဆို Aston Villa ရုန်းကန်အားကောင်းတယ်။ Man City ကလည်းဒါတခါကြရင်ကြောင်ပြောက်တက်တယ်ဗျ။ဘဝကွင်းဖြစ်တဲ့ဆိုအငွေမြင့်တဲ့ Man City ကလုံးလုံးသွားပြောင်းဆုံးအစားသေးပေးထားတယ်။ဒါပေမဲ့ဒီ Aston Villa ကိုပေါ့နော်ကိုပေါင်းစီမှာသုံးလုံးတစ်ဝက်စားပေးထားတယ်ဗျ။ အဲ့မန်စီးတီးဝဲခွင့်ကတလောက်ပေးထားတော့ဒါတော်တော်စဉ်းစားကြပါအစိတ်ကြက်ကိုပေးထားတာမဟုတ်တော့ယူချောင်ပေးထားဖြစ်တယ်။အဲ့တော့ကျွန်တော်ကတော့ဒီမန်ချက်စတာစီးတီးနဲ့ဒီဗီလာလို့ဝဲစင်ပါဆိုလို့ရှိရင်ကျွန်တော်ကိုပေါင်းအောက်တစ်ချောင်းနဲ့ပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးခြင်းနဲ့ကိုပေါင်းအောက်ကိုလည်းကိုနဲ့ဒါတင့်တော်ပဲဈေးနဲ့လိုက်ပြီးဆော့ကစားသိခြင်းနဲ့ပေါ့နော်။နောက်တစ်ပွဲဖြစ်တဲ့ဒီဥပါဟန်တဲ့နဲ့ဒီဘန်လီပွဲစဉ်သွားမယ်ဗျ။ဥပဟန်တဲ့နဲ့ဗန်လီပွဲစဉ်စဉ်းစားတဲ့ပြဥပဟန်လေးကအင်္ဂလန်ပရီးမီးယားလိမှာဒါတန်းစင်းစုံနဲ့မှရောင်းနေတယ်ဗန်လီကလည်းဒါရုံးကန်အမှာဆိုတော့ တန်းစင်းစုံထဲမှာရောက်နေဥပဟန်နန်းကဒီနေ့ဘန်းလေးကိုကြောပေးတာရှေးဆိုရင်အရှုံးသေးကိုပေါင်းနှလုံးသွင်းတာပြားဆိုအရှုံးသေးပြဥပဟန်နန်းဒီနေ့နိုင်ဝက်ပြန်မှာရမှာဘာလို့ဆိုအင်္ဂလန်ရဲ့ပရီးမီးယားရဲ့တမန်ချောင်းမှာဥပဟန်တန်းလို့ဒါရှုံးဝဲစတိုင်းနဲ့အကြုံတွေ့နေရတယ်ဆိုတော့ဒီနေ့ပွဲစဉ်အနိုင်ရရှိမှသာလေအာသူ့အနေနဲ့ဒါလုံးဝဘောနော်နောက်ထပ်လက်ချက်ပွဲတွေလည်းဒါကောင်းကောင်းမှုစော့ကစားနိုင်မှာဆိုတော့နေ့ဥပဟန်နန်းရဲ့ body ကရှေးဆိုရင်အရှုံးသေးကိုပေါင်းနှလုံးပြားဆိုရှုံးသေးပေါ့နှလုံးသွင်းသွားမှာနော်အစီဖောက်ပေးတာလေစိတ်ကြကိုရွှေ့ပေးရမှာဆိုရင်တော့ကျွန်တော်အင်ကွင်းပြတဲ့ဥပဟန်တန်း body လေးကို ကိုနဲ့တင့်တော်မဲ့ဇီးနဲ့ပဲကျွန်တော်ရွေးချယ်ပြီး like ကစားသိကျင်တယ်ဥပဟန်နဲ့ body ကျွန်တော်ရွေးချယ်ပြီးကျင်ပါရပေါ့နော်နောက်တစ် web ဖြစ်တဲ့ evernen နဲ့စပါပွဲစဉ်သွားမယ်ကြာ evernen ကတော့ပေါ့နော်ဒါစပါကို shift to social ပြောင်းဆုံးရှုံးစီကြောထားတယ်အခုပေါင်းရနှလုံးရှုံးစီဖောက်ပေးထားတယ်ကြာဆိုတော့ evernen အင်ဝင်ကောင်းတယ်ကောင်းတယ်တိုက်စစ်ပိုင်းတွေလည်းပြန်လည်ပြောင်းလာပြီ negative data ကစားသမားတွေတရားကစားသမားတွေပြန်လည်တက်လာလိုက်စပါတိုက်စစ်ပိုင်းမှာရုန်းကန်နေရတယ်ဥရောပ boxing တွေမှာကောင်းမလို့နဲ့ဒါရှင်းပြန်ကြနေပြီးတော့ england premier league ကောင်းမလို့ရှင်းပြန်ကြနေတယ် သူတို့အရေးကြီးတာ Everton ကလည်းဒါအင်္ဂလန်ပရီးမီးယားလိမှာနေရာတစ်ခုရပို့တော့ရုံးကန်လာမယ်လို့လည်းကျွန်တော်ကတွေးမြင်မိတယ်ကိုခက်မန်ရလကတော့ Everton ဝမ်းဝမ်းမွင့်ရင်ဒါ2စီဒါနှစ်တက်လောင်းနေပြီးဆုံးသွားမယ်လဲခံမမိတယ်တိုက်စစ်ပိုင်းမှာညံ့နေတဲ့ဒီစပါကိုဒါ Everton နိုင်ရရှိသွားပြီးနိုင်သုံးမဲ့ရောက်သွားလိမ့်မယ်ပြီးလဲကျွန်တော်ခံမမိပါတယ်ခင်ဗျာနော်စိတ်ကကိုရွေးချယ်ပေးရမယ်ဆိုရင်လည်း Everton နဲ့ပေါ့နော်ဒီစပါတို့ဝယ်စီမှာဆိုရင်ကျွန်တော်အင်ဝင်ဖြစ်တဲ့ Everton body ကိုတင့်တော်စီနဲ့ပဲရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ပါကျွန်တော်เนี่ยဒီနေ့ပေါ့เนาะဒါတနင်္ဂနွေနေ့မှာရှင်မကစားကြမယ်ဆလာပိုင်း26ရက်နေ့ပေါ့เนาะဒါ တောင်း25ရက်နေ့တနင်္ဂနွေပွဲစဉ်မှာဆိုရင်ဒါအင်္ဂလန်ပရီးမီးယားလီဂ်ရဲ့ဘုံပေါင်းနဲ့ဖော်ဒက်ပွဲစဉ်မှာဆိုကျွန်တော်တော့အင်္ဂွန်ပြတဲ့ဘုံပေါက်ကိုယူရှေ့ပေးထားပါ။အာဆင်နယ်နဲ့ဒီပဲလီတို့ပွဲစဉ်မှာဆိုကျွန်တော်အာဆင်နယ်ဘော်ဒီအပြင်ဗီလာနဲ့စီတီကိုကိုယ်အောင်ယူရှေ့ပေးထားတာပါ။ဥပါဟန်နဲ့ဘန်လီဘုံမှာဆိုရင်ဥပါဟန်နဲ့ဘော်ဒီနဲ့အဗာဒန်နဲ့ဒီစပါတို့ပွဲစဉ်မှာဆိုကျွန်တော်အဗာဒန်ဘော်ဒီယူရှေ့ပေးထားပါ။ဒီပွဲစဉ်အားလုံးမောင်းဆိုးရတယ်လို့ဘော်ဒီတည်တန့်ဒီလိုကြတဲ့ပွဲစဉ်ကိုယူရှုပ်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာနော်။ကျေးဇူးအားပေးတဲ့ညီကိုတွေသူပဲကျေးဇူးတင်ပါတယ်။ကံကောင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။